မရိကန်နဲ့တရုတ်ကြားမှာစီးကျက်ခွန်နဲ့မြေရှားအရေးအပြန်အလှန်ဖြေလျှော့ဖို့မရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့သဘောတူညီခဲ့ကြပါတယ်။တောင်ကိုရီးယားနိုင်ငံပူဆန်မြို့မှာအောက်တိုဘာလ30ရက်နေ့ကတွေ့ဆုံခဲ့တာဖြစ်ပြီးတော့တွေ့ဆုံပြီးတဲ့နောက်မကြာခင်ကုန်သွယ်ရေးသဘောတူညီချက်ချုပ်ဆိုနိုင်တော့မယ်လို့သမ္မတထရန့်ကပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံကဖန်တာနဲ့မူရစ်ဆေးထုတ်လုပ်မှုကိုပြင်းပြင်းထန်ထန်နှိမ်နှင်းပေးတဲ့အတွက်အမေရိကန်ကလည်းတရုတ်ကုန်စည်တွေအပေါ်စီးကြက်ခွန်ကို58ရာခိုင်နှုန်းကနေ48ရာခိုင်နှုန်းကိုလျှော့ချပေးဖို့သဘောတူခဲ့တယ်လို့သမ္မတထရန့်ကပြောပါရယ်တရုတ်ကလည်းအမေရိကန်ကိုမြေရှားတင်ပို့မှုထိန်းချုပ်မဲ့အစီအစဉ်ကိုတနစ်ကြာရပ်ဆိုင်းပေးဖို့သဘောတူခဲ့ပါရယ်ဒါပြင်တရုတ်ဘက်ကအမေရိကန်ရဲ့ပဲပုတ်အပါအဝင်စိုက်ပျိုးရေးထုတ်ကုန်တွေကိုအများအပြားပြန်လည်ဝယ်ယူသွားမှာဖြစ်ပါတယ် ဒါပေမဲ့တရုတ်ပိုင်ထစ်ထော့ရဲ့အမေရိကန်လုပ်ငန်းခွဲတွေရောင်းချရေးကိစ္စမှာတော့သဘောတူညီချက်မရသေးပါဘူးဒီတွေ့ဆုံမှုမှာခေါင်းဆောင်နှစ်ဦးအကြားတရားဝင်သဘောတူညီချက်တွေလက်မှတ်ရေးထိုးတာမျိုးတော့မရှိခဲ့ပါဘူးရှင်